ရှုံးမိမဲ့နိုင်ပါတယ်စူပါရီဇန်ဒီပွဲမှာဒီလောက်ထိလုပ်ပြနိုင်တာဂုံယူပါတယ်စူပါရီဇန်ရေမြန်မာပြည်သက်တွေတတော်စူပါရီဇန်ရဲ့ကေပေါင်ဇန်ပထမဆုံးပွဲမှာ စိုးရိမ်မှုတွေရှိခဲ့တဲ့ဆိုပေမဲ့ပွဲပြီးမှာတော့စူပါရီဇန်ရဲ့ထိုးသက်ပုံကိုအားရကျေနပ်နေကြပါတယ်စူပါရီဇန်နဲ့ဆန်ကတစ်တို့ရဲ့ပွဲကို live ကြည့်နေတဲ့သူတွေဆိုရင်ပို့ပြီးတော့သိမှာပါနော်တိုင်းနဲ့မျက်နှာလိုက်မှုတွေကိုပြည်သက်တွေကတော့တိတ်ပြီးတော့မကျေနပ်ကြပါဘူး။စူပါရင်ကျန်းကတော့တတိယအချီအထိဆန်ကတစ်ကိုရှင်ထုံးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အမှန်နဲ့ရှုံးမိမဲ့စူပါရီကျန်းရဲ့စွမ်းဆောင်ရည်ကတကယ်ကိုအထင်ကြီးစရာပါစူပါရီကျန်းရဲ့ချိုးချက်တွေကမနှိမ့်တဲ့အပြင်တာတယ်လို့တောင်ထင်ပါတယ်ဇန်ကတင်တဲ့အတူဗားရပြန်ကြားရပြန်ကောင်းကောင်းကိုထိုးသက်နိုင်ခဲ့တာဖြစ်ပါတယ်ပရိသတ်တွေအကြိုက်ပွဲကောင်းတို့ပွဲလည်းဖြစ်ခဲ့ပါတယ်ရှင်ကိပောင်စင်ကမအစ်စ်၉မှာရှိတဲ့ဇန်ကတစ်ကိုရိုးရရဲ့ဇာကဘာလဲဆိုတာကိုစူပါရီကျန်းကတော့တီးထက်လိုက်တာပဲဂုံယူရတာဖြစ်ပါတယ် ဝမ်ရဲ့ဥက္ကဋ္ဌချယ်ရီရေးပြီးသားဇန်ညွန်တွေကအတိုင်းမြမဖိုင်တာတွေကတစ်ဖက်ပြိုင်ဖက်ဖိုင်တာကိုအလဲချိုးနိုင်မှသာအနိုင်ရရှိကြတာများပါတယ်။အခုဒီပွဲစဉ်မှာဆိုရင်လည်းအမတ်စင်ရေးပြီးတော့စူပါရီချန်းကရှုံးနေဆိုပေမဲ့မြမပြိသက်တွေယင်ထဲမှာတော့အရင်အရင်ကတည်းကစူပါရီချန်းကိုပို့ပြီးတော့အားပေးလာတာတွေတွေ့ရပါတယ်။စူပါရီချန်းရင်နောက်ပွဲတွေမှာဒီထက်ပိုကြိုးစားပြီးတော့နိုင်ပွဲရလက်ဖော်ဆောင်နိုင်မှာဈေးလို့ဆူတောင်းပေးလိုက်ပါတယ်။ ပြည်ထက်ကြီးတို့ရောဒီနေ့ညမှာရှင်ပြန်ကစားသွားတဲ့စူပါရီဂျန်နဲ့ဆန်ကတစ်တို့ရဲ့ပွဲနဲ့ပတ်သက်ပြီးတော့ရောဒီပွဲပေါ်ဘလူးမြောင်းဝေဖန်ကြမှာလေမှတ်ချက်လေးရေးသွားပေးခဲ့ကြပါဦး